တင်ကလေးတွေကိုနိုင်ငံသားခွင့်ပေးတင်လာကျွန်မတယောက်တည်းအမြင်ကပေးတင်တယ်ထပ်ပြီးပြောမယ်ဗီနီယိုကိုနိုင်ငံသားဖြစ်ခွင့်ပေးတင်လာနိုင်ငံသားအခွင့်အရေးပေးတင်လာဟုတ်ကဲ့ပေးတင်ပါတယ်ဘလို့လူတွေကို ပေးရမလဲကျွန်မတို့မြန်မာပြည်မှာသူတို့ဆိုလို့ရှိရင်လည်းပဲဘိုးဘွားအစဉ်ဆက်နေခဲ့ကြတဲ့ဘိုးဘွားအစဉ်ဆက်မြန်မာပြည်မှာနေခဲ့ကြတဲ့မွတ်စလင်တွေဘင်္ဂလီတွေအများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုကျမတို့နိုင်ငံဒီဆဲဥပဒေနဲ့ကန့်ညီတဲ့လူမှန်သမျှကိုကျမတို့ကနိုင်ငံသားခွင့်ပေးဖို့ပြရမယ် ပြီးတင်တယ်နိုင်ငံကအဖြစ်ခွင့်ပေးတင်တယ်ပေးခဲ့ပြီးခဲ့တယ်တမတမရဦးသိန်းရေဆိုတာလက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်တမရဦးထင်ကျော်တမရဦးဝင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်ပန်းရောင်ကတ်တွေထုတ်ပေးခဲ့တယ်ဒါပေမဲ့အခုတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်တို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်တိုင်းရင်းသားဖြစ်ချင်နေကြတယ်ဒါမျိုးကြတော့ပေးလို့မရဘူးမြမပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့ မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒီဇယ်ဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတွေရှိအများကြီးရှိအဲ့ဒီဘင်္ဂလီတွေကိုမြန်မာနိုင်ငံသားဖြစ်ွယ်နိုင်ငံသားအခွင့်အရေးပေးနိုင်တယ်။သို့တော့တိုင်းရင်းသားအခွင့်အရေးမပေးနိုင်ဘူး။တိုင်းရင်းသားအခွင့်အရေးပေးအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူး။အခုဘင်္ဂလီတော်တော်များများကနိုင်ငံသားခွင့်ရတောင်းနေတာမဟုတ်ဘူးနိုင်ငံသားဖြစ်ချင်လို့တောင်းနေတာမဟုတ်ဘူးသူတို့တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီတက်တနာအစကဘာတူလဲအောင်ဆန်းစုကြည် အဲ့ဒီပြဿနာအစားဘသူလဲဒေါအောင်ဆန်းစုကြည်ငှားလိုက်တဲ့ကိုဖီအားနဲ့အကြံပေးကော်မရှင်ကြောင့်ဖြစ်တယ်မဟုတ်ပါဘူးလို့ဘသူညင်းလဲကိုဖီအားနဲ့အကြံပေးကော်မရှင်စပြီးငှားတဲ့ကနော်လွတ်တော်မှာရှိတဲ့အတိုက်ခံတွေအတိုက်ခံပါတီတွေအကုန်လုံးကန့်ကွက်တယ်နော်ရခိုင်ပါတီတွေ ကန့်ကွက်တယ်။ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုပြီးရခိုင်တွေကမဲပေးရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်ကိုကိုစားပြုပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုပြီးအားနဲ့လို့နိုင်ငံခြားကအကောင်ကိုမငားပဲနဲ့ကိုနိုင်ငံသားချင်းချင်းကိုလူမျိုးချင်းချင်းကြောချင်းကဲယဉ်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းမြင်ပါဒါရန်လို့ပါဏနာဖြစ်ကျွန်တော်တို့ကိုသတ်မှတ်ပေးပါဆိုပြီးတော့နော်ရခိုင်လွှတ်တော်မှာဦးလှဆော့လွှတ်တော်မှာတောင်းဆိုတယ် ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကရခိုင်လူရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်တော်လေးတွေကိုဘေးချိတ်ပြီးတော့ကိုပြားနဲ့အကြံပေးကော်မရှင်ကိုငှားခဲ့တယ်။အဲဒီကိုပြားနဲ့အကြံပေးကော်မရှင်ကမြမပြည်ရဲ့လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတတူမတိန်လိုက်ပြီးလုပ်ခဲ့တယ်။အဲဒီတရားခံအောင်ဆန်းစုကြည်ပဲ။မဟုတ်ပါဘူးလို့ဘယ်သူညင်မလဲ။ကိုပြားနဲ့အကြံပေးကော်မရှင်ပါအချက်88ချက်ကတိုင်းပြည်ကိုဘင်္ဂလီလက်ထက်ထည့်တာမဟုတ်ဘူးလို့ဘယ်သူညင်မလဲ။ကျွန်မစိန်ခေါ်တယ်။ ဲ့ဒီကိုဗစ်အနေနဲ့အစင်းခံတာထွက်ပြီးတော့မကြခင်မှာပဲခံပြရကတရားဆိုရင်နော်မစီမစားဟိုးအဝေးကြီးကရေချိုင်းမိချာကခံပြရကတရားဆိုရင် ICJ မှုအဲ့ဒီခံပြရတရားဆိုရင် ICJ မှုကဘင်္ဂလီတွေကိုတတ်တယ်မတတ်ဘူးဆိုတာအဓိကမဟုတ်ဘူးသူတို့လူမျိုးလိမ်ရိုဟင်ဂျာဆိုတဲ့နာမည်အဓိကထပ်ပြောမနော် ဓမ္မီယာကတရားစွဲရအရေးကြီးမှုပါသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်းတီရွာမှာတတ်တယ်မတတ်ဘူးကအဓိကမဟုတ်ဘူးလူမျိုးတုံးတတ်တယ်မတတ်ဘူးကအဓိကမဟုတ်ဘူးသူတို့လူချင်းတဲ့ဘင်္ဂလီတွေကိုရိုဘင်ချာစွဲနာမည်နဲ့မြမားပြီးမှတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီချက်ကိုသူတို့လူချင်းလားဒါဆိုရင်ဒီနေရာမှာအမေစုကနော် ICG ကိုသွားပြီးတော့စစ်ကောင်းဆောင်တွေကိုကဲခဲ့တာမင်းအောင်နိုင်တို့ကကြောက်လို့ ICG ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုကဲခဲ့ပါလေဆိုရဲ ကောင်းနေကောင်းမတွေလူပေါ်တွေနေပင်းနေကြမှာမိမယ်အဲ့ဒီလိုမျိုးကအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ဘိုလ်ချုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာရူဟင်ကြမရှိဘူးလို့ပြောခဲ့တာပြောရဲသလား မြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့ပြောခဲ့တာပြဿနာဆပြီးတော့ဖြေရှင်းပြီတရားရုံးမှာသွားပြီးဖြေရှင်းပြီဆိုတော့နံပါတ်1ပြောရမှာကဒီဂမ်ဘီယာကဆွဆွဲတဲ့ရိုဟင်ဂျာဆိုတာကျမတို့မြန်မာပြည်မှာမရှိဘူးကျမတို့တိုင်းရင်းသားထဲမှာရိုဟင်ဂျာမရှိဘူးလို့နံပါတ်1ပြောရမှာမဟုတ်ဘူးလားအောင်ဆန်းစုကြည်ပြောရဲသလားပြောခဲ့တာလားတော်အောင်ဆန်းစုကြည်ကိုတော်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ခေါ်တော့ခင်ဗျားတို့နားထဲမှာအာရိုင်းလိုက်တာလို့မရိုင်းလိုက်တာလို့စော်ကားလိုက်တာလို့ခင်ဗျားတို့နားထဲမှာအေး ဒေါအောင်ဆန်းစုကြည်ကိုဒေါ်မတက်ဖက်နဲ့အောင်ဆန်းစုကြည်လို့ခေါ်တာတော့ခင်ဗျားတို့နားထဲမှာရိုင်းနေလို့ထင်ခင်ဗျားတို့အသေးထဲမှာနားရင်ကျမတို့ကလည်းကျမတို့ချစ်တဲ့တက်မတော်ခေါင်းဆောင်တွေကိုခင်ဗျားတို့နော်အောင်ဆန်းစုကြည်ကအမေခေါ်ပြီးမရောက်နိုင်ကြမအေးလို့လို့ဆဲနေတယ်ခင်ဗျားတို့အောင်ဆန်းစုကြည်ကတော့အမေရဲ့မရောက်နိုင်ကြတော့မအေးလို့တဲ့ခင်ဗျားတို့အဲ့ဒီလိုမျိုးဆက်ဆုံမှုတွေကျမတို့လည်းနားတယ်ကိုကျစ်စာတက်အောင်ပြောပြတာခင်ဗျားတို့တွေကဥနေဝင်ဆိုလဲဆဲလိုက်တာဆဲလိုက်တာဥသားရွှေဆိုလဲဆဲလိုက်တာဆဲလိုက်တာ ်မင်းတို့ရဲ့လူဆဲတာငါတို့လည်းနားတယ်အခုကျမကဒေါအောင်ဆန်းစုကြည်ကိုထော်မတက်ဖဲနဲ့အောင်ဆန်းစုကြည်ကိုပြောလိုက်တာခင်ဗျားတို့ရိုင်းနေထင်းချင်းခင်ဗျားတို့ဦးနေဝင်းတို့ဦးတန်းရွှေတို့ဦးမင်းအောင်လိုင်းတို့ဒီချိန်လုံးဆဲနေတာဘယ်လောက်ရိုင်းလဲဆိုတာခင်ဗျားတို့စဉ်းစားဟုတ်ပြီဒီညမှာဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကမြမပြီးမှလူဟင်ကြမရှိပါဘူးတိုင်းရင်းသားထဲမှာလူဟင်ကြမရှိပါဘူးလို့မငင်းခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်ငှားထားတဲ့နိုင်ငံသားသားရှေ့နေကဘာပြောလဲနာမည်ကဝီယန်ရှပတ်နော်ဝီယန်ရှပတ်ဆိုတဲ့နိုင်ငံသားသား အာရှိနေနိုင်ငံသားသားဥပဒေအကြံပေးရာရှိကဂမ်ဘီယာမှာသွားပြီးတော့ ICJ ICJ မှုကိုဂမ်ဘီယာတရားစွဲတဲ့ ICJ မှုကိုတဟိတ်မှာဖြည့်ရှင်းတော့ကရိုဟင်ဂျာလို့ပဲတော်လာတယ်။၁ကောင်ဆန်းသူကြီးကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့မငင်းနဲ့ပြည့်။၂အောင်ဆန်းသူကြီးငားထားတဲ့နိုင်ငံသားသားရှိနေဝီလျံရှက်ဘက်ကမြန်မာပြည်ကရိုဟင်ဂျာမြန်မာပြည်ကရိုဟင်ဂျာလို့ပြောထားတယ်။ဆိုတော့မြန်မာပြည်မှာရိုဟင်ဂျာရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ဘူးလား။ ီလူမျိုးကိုမြမပြီးမှာတိုင်းရင်သားဖြစ်နေတယ်မြမပြီးမှာရှိနေတယ်လို့ဝန်ခံလိုက်တာနဲ့မတူဘူးလားအေးအဲ့ဒီလူမျိုးမြမပြီးမှာရိုဟင်ဂျာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူမျိုးတွေအတွက်နည်းနည်းပြရတော့မယ်အခုကဘာတစ်ချိန်လုံးပြောနေတဲ့စေဆုံးစေဆုံးဆိုတာရခိုင်ပြည်မှာပြေကုန်ပြရမယ်ရခိုင်ပြည်မြောက်ပိုင်းတစ်ခုလုံးကိုဘင်္ဂလီနယ်မြေရိုဟင်ဂျာနယ်မြေရိုဟင်ဂျာပြည်နယ်ဆိုပြီးပြရလိမ့်မယ်အဲ့ဒီလိုမျိုးရခိုင်ပြည်မြောက်ပိုင်းကိုရိုဟင်ဂျာနယ်မြေရိုဟင်ဂျာနိုင်ငံရိုဟင်ဂျာ state စေဆောင်လို့ပေးလိုက်လို့ရှိရင်အောင်ဆန်းစုကြည်အာနာရပီပီချင်းအာနာရတာနဲ့ပထမဆုံးလုပ်ခဲ့တဲ့ net migration ဘတ်စာချုပ်2016ခုနှစ်ဇွန်22ရက်နေ့အောင်ဆန်းစုကြည်တယောက်တည်းသဘောဆန္ဒနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ net migration ဘတ်စာချုပ်အရာကမ္ဘာနိုင်ငံအသီးသီးမှရောက်နေတဲ့ migrant နော်ခိုးဝင်ဘင်္ဂလီတွေကိုပြောတာ အဲ့ဒီခိုးဝင်ပင်လေးကကျွန်တော်တို့ကရိုဟင်ဂျာပါဆိုပြီးတော့ကျွန်တော်တို့ကရိုဟင်ဂျာပြည်နယ်ကိုပြန်မာမယ်ဆိုပြီးအဲ့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာ state ဆိုတာယူသူတို့ရောက်လာကြတယ်ဘာကြောင့်လဲအောက်ဆန်းစုကြည်လက်မဲ့ရေးထိုးထားတဲ့ non migration visa ကြိုက်ရ migrant တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးရလိမ့်မယ်။နော်ဆိုတော့နှားတို့တပြားတစ်ခွက်ဖြုတ်အောင်အောင်နဲ့လူရင်းကြတွေကိုတိုင်းရင်းသားခွင့်ပေးမယ်မအော်နဲ့ လူမိသားမြန်မာပြည်မှာမရှိဘူးเนาะဆိုတော့ကျွန်တော်တို့ကပြောတာရှင်းရှင်းလေးမြန်မာပြည်မှာနေပြီးတော့เนาะအိန္ဒိယကနေရောက်လာတဲ့ဘင်္ဂလီဘင်္ဂလားဒေ့ကနေရောက်လာတဲ့ဘင်္ဂလီသူတို့ရဲ့လာရကအိန္ဒိယသူတို့ရဲ့လာရကဘင်္ဂလားဒေ့သို့တော့ငါတို့မြန်မာပြည်မှာသူတို့ဘိုးဘွားအစဉ်ဆက်နေခဲ့တယ်။ဒါကြောင့်မလို့အဲ့ဒီလိုမြန်မာပြည်မှာဘိုးဘွားအစဉ်ဆက်နေခဲ့တဲ့ဘင်္ဂလီဒေ့မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေနဲ့ကန့်ညီတဲ့ဘင်္ဂလီဒေ့အများကြီးရှိတယ်။အဲ့ဒီအများကြီးကိုငါတို့နိုင်ငံသားအခွင့်အရေးပေး ပေးနိုင်တယ်နိုင်ငံသားဖြစ်ခွင့်ပေးနိုင်တယ်သို့တော့ငါတို့နိုင်ငံမှာမရှိတဲ့တိုင်းရင်းသားခွင့်ရလာမတောင်းနဲ့နော်နိုင်ငံသားအခွင့်အရေးပေးထားပါလျက်နိုင်ငံသားဖြစ်ခွင့်ပေးနေပါလျက်နဲ့တိုင်းရင်းသားဖြစ်ခွင့်မရတာနဲ့ပဲဟာဘောမာရေကအမျိုးသားရေးအဆုံးရောက်တယ်ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်တယ်လူများစုကဖိနေတယ်ဆိုလို့တောလို့လို့တောင်းလို့လို့လာမပြောနဲ့အဲ့လိုတောလို့လို့တောင်းလို့လို့လာပြောရင်တော့ခုံပဲနဲ့ချိတော့ပြီးပရိုက်ကိုပဲရှိနေတယ် နော်ကျွန်တော်ကျမရဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းဖြန့်ဖြန့်ကပ်လုပ်ပြီးတော့ကျမအကြနဲ့လှောက်စားနေတဲ့ကောင်းလေးကောင်းမလေးရှင်တို့အသိဉာဏ်ရှိတယ်ဆိုရင်တတိရှိတယ်ဆိုရင်ကျမဆင်ခေါ်တယ်နော်ကျမကအချက်အလက်နဲ့နိုင်ငံရေးလို့မေးခွန်းထုတ်တဲ့ဖြစ်တဲ့အတွက်ရှင်တို့တွေလည်းအချက်အလက်နဲ့နိုင်ငံရေးလို့ပြန်လဲခြေပနိုင်ရမယ်ကျမကရင်းရင်းကျေးကျေးလူလူမေးတဲ့အတွက်ရှင်တို့ကလည်းရင်းရင်းကျေးကျေးလူလူပြန်ဖြေတတ်ဖို့လိုပါတယ် ကိုကျော်ကြီးစကားတွေကိုတည်တည်ချာချာနားထောင်ကြမှာကိုကျော်ကြီးကစကားကိုရှင်းရှင်းလင်းလင်းနဲ့ပြပြသားသားပြောပါတယ်ကိုကျော်ကြီးက line ပေါ်မှာ topic တွေမပြောတော့ဘူးလို့ပြောတာမဟုတ်ဘူးမွတ်စလင်အရင်နဲ့ပတ်သက်ပြီးတော့ဖြစ်လာမဲ့ရှေ့အလားလာတွေကိုမကြိုက်လို့အဲ့ဒီအခင်းကျင်းတွေကနှုတ်ထွက်လာတာဒါပဲရှင်းရှင်းလေးကိုကျော်ကြီးကလူမျိုးရေးဘာသာရေးမုံလိမှုစကားဘယ်တော့မှမပြောဘူးအဲ့ဒီလိုပဲဗုဒ္ဓဘာသာအပေါ်မှာလူမျိုးရေးဘာသာရေးစော်ကားလိုက်ရင်ဘယ်တော့မှငြိမ်ခံတတ်တဲ့လူမျိုးမဟုတ်ဘူးအဲ့ဒါကိုခွဲခွဲခြားခြားနားလည်ဖို့လိုတယ်ဘာဖြစ်လို့လူမျိုးရေးဘာသာရေးကိုမုံလိမှုစကားမပြောရလဲလို့မေးလို့ရှိရင် မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်လာပြီးမှယေရှုမူသည်နှစ်ပေါင်း900ကျော်မှမွေးတယ်။နောက်တဲ့နှစ်ပေါင်း1000ကျော်မှမိုဟာမက်မွေးတယ်။အဲ့တော့ဒီဘာသာတွေဒီဘာသာနှစ်ခုသည်အစ္စလမ်ဘာသာနဲ့ခရစ်ယာန်ဘာသာသည်ဗုဒ္ဓနောက်မှမွေးလာတာဖြစ်ခြင်းကြောင့်ဗုဒ္ဓရဲ့အဆုံးအမတွေပါနေတာမထူးဆန်းဘူး။ရှင်းရှင်းလေးတို့တဲ့အရင်မွေးတဲ့ဂျူးဘာသာမှာဗုဒ္ဓအဆုံးအမတစ်စက်မှမပါဘူး။လက်စားချေရည်ဒီအညစ်ရန်ညိုးတွေအမုန်းတရားတွေ ဒုစရိုက်မှုတွေပဲပါတယ်အဲ့ဒီနောက်ကမွေးလာတဲ့ဘာသာတွေစပြီးတော့ငါးပါးတီကကိုအခြေခံတဲ့သဘောတရားတွေပြောလာတယ်အဲ့ဒါဘာကြောင့်လဲခင်ဗျားတို့သိတာမြတ်စွာဘုရားကတုတ်တန်တေသနာထဲမှာဟောသားပြီးဟောထားပြီးသားထေရှားတဲ့တုတ်တန်ပြပါဆိုရင် အထက်ကနိဗ္ဗာန်မှာပရိသတ်တုတ်ဆိုတာရှိတယ်မြတ်စွာဘုရားကပရိသတ်တွေရှင်းပါကြတယ် ရောက်တဲ့အခါမှာအဲ့ဒီပရိသတ်တွေရဲ့အတန်ရောအစင်ရောရုပ်ကိုအားလုံးတပုံစံနဲ့မျက်စွာဖျားကမင်းပရိသတ်မှာပဲဖြစ်ဖြစ်နတ်ပရိသတ်မှာပဲဖြစ်ဖြစ်လူပရိသတ်မှာပဲဖြစ်ဖြစ်အဲ့ဒီထဲမှာနေပြီးတော့မျက်စွာဖျားကအကျိုးစီးပွားရှိမဲ့ဇာခါကြီးငါပြောခဲ့တယ်တဲ့အဲ့ဒီလူတွေနဲ့အကျိုးစီးပွားရှိမဲ့ဇာခါကြီးရှင်းရှင်းပြောရရင်တော့မျက်စွာဖျားသာသနာကိုအဲ့ဒီနေရာမှာမျိုးစည်းချတာခဲ့တယ်တစ်ချိန်ချိန်မှာဒီနေရာမှာဒီသာသနာတွေဒီဘာသာတွေထွန်းကားလာခဲ့လို့ရှိရင်မျက်စွာဖျားရဲ့မျိုးစည်းပါလာအောင်လို့မျိုးစည်းတစ်ခါလဲချပီးထားခဲ့တယ် ပြီးသွားလို့ရှိရင်အဲ့ဒီပြေးတဲ့ကြတဲ့ငါပြောက်သွားတဲ့ခါမှာတဲ့ဒီလူတွေကတွေးကြတယ်ခုနပေါ်လာတဲ့ပုံကိုကြီးကလူလားနတ်လားမြမာကြီးလားဘလို့လူမျိုးလေဖျားလားပေါ့တော့အများနဲ့တွေးကြတယ်တဲ့လက်စွာဖျားကမျိုးစီတွေချပြထားကြတယ်မြမာနိုင်ငံမှာမျိုးစီချထားခဲ့တာဒီဘာလို့တာသနာထွန်းကားလဲဆိုမြတ်စွာဘုရားမြန်မာနိုင်ငံမှာမျိုးစီတွေများစွာချထားခဲ့တယ်။အဲ့ဒီမျိုးစီတွေချထားခဲ့တာကိုတမိုင်းတွေဖျောက်ကြတာပေါ့။တမိုင်းတွေဖျောက်ကြတာ။နော်။မြန်မာပြည်ရဲ့ မျိုးကုံရိုးကုံနှိမ့်သွားအောင်လို့ရွှေတုံဖရာကြီးရတမိုင်းကဘလို့လိန်ထားပါတယ်ပောက်ကရ40ဒီနဲ့ပြောတယ်တီတူဆရာတော်ကြီးကိုအဓိကထားပြီးဘာကြောင့်တိုက်ခိုက်လဲဆိုတော့အဲ့တမိုင်းတွေကိုဖော်ထုတ်တာတီတူဆရာတော်ကြီးညည်လှန်ပြီးတော့ဖော်ထုတ်တာမြမပြည်မှာတာသနာဆောက်ရောက်လာတဲ့အချိန်မှာအာတော်ကမင်းကနေပြီးတော့တာသနာပြုတွေလွတ်လိုက်တယ်ဒါကတတိယတန်ခါနာပြီးမှာတာသနာပြုလွတ်တာမြတ်စွာဘုရားပွင့်တဲ့အချိန်မှာပဲမြမပြည်မှာယဟန်ကြီးရှိတယ်အဲ့ဒီကိုသွားပြီးတော့ယဟန်ကိုပြီးမြမပြည်ပြန်လာတဲ့ယဟန်ကြီးရှိတယ် အဲ့ဒါကမြတ်စွာဘုရားရဲ့ပါဠိတော်ဒီထဲမှာတိုက်ရိုက်ပါတယ်ပင်လယ်ရချားနေမြတ်စွာဘုရားကိုဖျားလာဖို့လေရဟန်းနေရှိတယ်ဆိုတာတိုက်ရိုက်ပါတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီအချိန်ကပင်လယ်ရချားဆိုတော့မြန်မာနိုင်ငံပဲအဲ့တော့မြန်မာမျိုးသည်ဟလာဟိုတနေ့ကလည်းပြောခဲ့ပြီးသွားပြီဒီဝင်နေနေကမျိုးနယ်တူတယ်ဆိုတဲ့အကြောင်းမြန်မာနိုင်ငံသည်နှစ်ပေါင်း300လောက်တမိုင်းရှိတယ်ငါတို့လူမျိုးကတမိုင်းရှိတယ်အဲ့တော့ဗမာလို့ခေါ်ကောမြန်မာလို့ခေါ်ငါတို့တိုင်းရင်းသား135မျိုးလုံးသည်နှစ်ပေါင်း300လောက်တမိုင်းရှိတယ် အခြေတကြမျိုးပြတီရောတီဆောက်ပြီးတော့နေတဲ့လူမျိုးတွေเนาะအဲ့ဒီလူမျိုးတွေကထားပါတော့ဒီခုနေ့နေမှာအတောကမင်းသာသနာရောက်လာတာပဲပြောပြမယ်အတောကမင်းကတတိယသံဃာယန္တာအပြီးမှာ BC 320 BC 320အဲ့ဒီအချိန်မှာမြမပြီကိုသာသနာတောနာနဲ့ဥဒ္ဒရာဆိုတဲ့မထေရမြတ်နှစ်ပါးသာသနာထည့်လာတယ်မြမပြီမှာဘာတရားစခေါ်တယ် ဗမာဇာလာတုတ်ကြီးကိုစဟောတာအလွန်မတန်ခတ်တဲ့ဗမာဇာလာတုတ်ကြီးကိုစဟောတာမြန်မာတွေကအဲ့ဒီဗမာဇာလာတုတ်ကြီးကိုနာပြီးတော့ယဟန်မိမတွေဖြစ်တယ်ယဟန်ယောက်ျားတွေဖြစ်ကြတယ်အဲ့တော့အဲ့ဒီအချိန်မှာမွန်တို့ဌာနီတထုံကြီးဆိုတော့ယန်မြန်မာနိုင်ငံမှာပါဘူးမွန်နေကျဲဝန်းကလည်းနေနေတော့မဟုတ်ဘူးအဲ့ဒီခေအဲ့ဒီကာလကပြုံနိုင်ငံလားမွန်နိုင်ငံလားဆိုတာမသေးခွဲလောက်အောင်ကြီးပါတယ်ယနေ့ကိုကျော်ကြီးတို့ဇေယျကွင်းမှာဒီအမှတ်နှစ်လမ်းစုံကနေထွက်သွားလို့ရှိရင်ရန်ကုန်မန္တလေးလမ်းနဲ့အမှတ်နှစ်လမ်းစုံဘုဘက်အချမ်းကအဲ့ဒါဇေယျကွင်းလို့ခေါ်တယ် အဲ့ဒီမှာပြုံမြို့ဟောင်းနေရှိတယ်မုံမြို့ဟောင်းနေရှိတယ်ကိုကျော်ကြီးတို့ဖျားသွားပြုတ်ပြင်နေတဲ့နေရာကအဲ့ဒီနေရာကလကုံးပြီးမြို့ဟောင်းနေလကုံးပြီးဆိုတဲ့ကွာဒါမုံမုံပြီးမုံမြို့ဟောင်းမြို့ရိုးနေရှိသည်တယ်ဇီဒီဟောင်းနေရှိသည်တယ်နိုင်ငံတော်အစိုးရကအဲ့ဒီဇီဒီတွေကိုပြုတ်ပြင်မခံဘူးနောက်တည်တဲ့ဇီဒီတွေကိုဒါကိုကျော်ကြီးတို့ပြုတ်ပြင်ခဲ့ရတယ်အဲ့ဒီဇီဒီတွေကအုပ်ပုံတိုင်းဒီတိုင်းရှိတယ်ပြုံနေတဲ့ဟာအတုပြေတနာလှုပ်ချင်အဲ့မှာသွားလှုပ်လို့ရတယ်အဲ့မှာတကယ်ကိုမြို့ဟောင်းနဲ့ဇီဒီဟောင်းကြီးကြံနေသေးတယ်အချို့ကလည်း အဲ့ဒီဘက်မှာပြူစီဒီတွေရှိတယ်လို့ပြောတယ်အဲ့တော့သူ့တင်တာလှုပ်ချင်တဲ့လူတွေပြောတယ်အဲ့တော့မြန်မာနိုင်ငံဒီ BC 320လောက်ထဲကသာသနာထွန်းကားနေတယ်ဆိုတာအဲ့ဒီနေရာကြီးရန်ကုန်မြို့မှာသာသနာထွန်းကားနေဆိုတာနောက်တစ်ခါတိန်ကြီးကိုလုံးရှိရန်ကုန်မြို့မှာအဲအဲ့ပြဿနာတွေကဖြေရှင်းလို့ရှင်တမိုင်းကြောင်းတွေရှေ့ပြီးတော့ရှုပ်တယ်နော်လက်ရှိမြင်သာထင်သာရှိတဲ့တိန်၃လုံးကြောင်းပြောပြတယ်တိန်ဖြူ တိမ်ဖြူတိမ်ဆိုတာလူတိုင်းကြားဘူးတယ်တိမ်ဖြူကုန်းတိမ်ဖြူကုန်းတယ်ဆိုတာအာတိမ်ဖြူတိမ်တော်ကြီးနောက်တစ်ခါကျတော့တိမ်ကြီးစေးတိမ်တော်ကြီးရှောရုံဘုရားအရှိဘတောင်မတ်မှုမှာမဟာဝိဇ္ဇယနဲ့မျက်နှာချင်းဆိုင်မှာရှိတယ်ယဟန္တာတိမ်တော်ကြီးဒီတိမ်တိမ်တိမ်သုံးခုအကြောင်းပဲပြောပြမယ်ချက်နာတွေပြောရင်တမိုင်းတွေလှန်ရင်မင်းတို့လူမျိုးရေးဘာသာရေးရန်တိုက်တယ်ဖြစ်အောင်မပြောတော့ဘူးโอเคအဲ့ဒီလိုတမိုင်းအစဉ်ဆက်ကဒီနေ့ပေါ်မှာငါတို့ဗမာလူမျိုးဗုဒ္ဓဘာသာတွေဟာရေမျောကန်းနေနေမဟုတ်ဘူး အခြေတကျအတီတကျနဲ့နေထိုင်လာတဲ့လူမျိုးတွေငါတို့သာသနာကငါတို့ဗမာလူမျိုးတွေတမာတန်ဗုဒ္ဓမြတ်စွာဘုရားအလုံးစုံကိုကိုယ်တော်တိုင်ထိုးလို့သိတယ်တမာတန်ဗုဒ္ဓမြတ်စွာဘုရားရဲ့သာသနာကိုကိုးကွယ်နေတာဒီယေရှုလည်းမမွေးသေးဘူးမိုဟာမက်လည်းမမွေးသေးဘူးအဲကြောင့်ငါတို့တမိုင်းဒီခိုင်မာတယ်ငါတို့အမျိုးကုန်ရိုးကုန်ရှိတယ်ဒါကြောင့်မလို့ငါတို့မြေကမြက်တယ်ငါတို့မြေကဘလောက်မြက်လဲဆိုစက်တီကုန်းမြေမဟုတ်ဘူးခန္ဓာရမြေမဟုတ်ဘူး အတီးတလုံးစားပြီးချီးပါလိုက်အပင်ထပေါက်တယ်အဲ့တော့မြည်မြတ်တယ်လို့ခေါ်တာယန္တနာဥစ္စာတွေကျွဲဝတယ်ဘာကြောင့်လဲမြတ်စွာဘုရားမျိုးစီချထားခဲ့တဲ့နေရာမဟုတ်ဘူးဒါကြောင့်မင်းတို့မြတ်စွာဘုရားဗုဒ္ဓသာသနာကိုမင်းတို့ကအတက်ထမြန်လို့ဟာမှာရပြီလားသူများဘာသာကိုစော်ကားစရာမလိုဘူးဘာကြောင့်စော်ကားစရာမလိုလဲအဲ့ဒီဘာသာတွေမှာကိုကဗုဒ္ဓဘာသာမျိုးစီတွေပါနေတယ်ဘုရားဘာသာရဲ့ကံ၅ပါးပေါ်မှာအခြေတည်ပြီးတည်ထောင်တာ အဲ့ဒီတဲ့အရင်စောတဲ့ဂျူးဘာသာမှာကံငါးပါးမပါဘူးမင်းတို့ကြိုက်တယ်လို့လေ့လာလို့ရတယ်အဲ့လိုကွာတယ်ဒါကြောင့်မို့ဘာသာကြီးလူမျိုးကြီးကမုန်းလို့စရာမဟုတ်ဘူးလွတ်လပ်စွာကိုယ်ကိုယ်ကွင်ပေးတာသူတို့တွေအဲ့ဒီအစုံမတွေကိုလိုက်နိုင်သူတို့လည်း net ပြီးရနိုင်တယ်မြန်မာပြည်ရောက်နိုင်တယ်မင်းတို့မှရောက်တာမဟုတ်ဘူးဟုတ်လားအဲ့ဒီအတွက်ဘာသာကြီးလူမျိုးကြီးကမုန်းစရာမဟုတ်ဘူးကိုဘာသာကိုသာသနာကိုစော်ကားလာလို့ရှိရင်လည်းထိတ်ကိုရိုက်တတ်အောင်ကိုဘာသာကိုတည်အောင်လုပ်တာ တမိုင်းနေပြောစရာတွေအများကြီးရှိတယ်။ဘုရားဘာသာတမိုင်းနေနဲ့ပတ်သက်လို့ထဲထဲဝဝတွေအများကြီးရှိတယ်။ဒီရဲကုမျိုးနေရတမိုင်းနေအများကြီးရှိတယ်အဲ့ဒီထဲမှာပြူနိုင်ငံတော်တွေပြူစီတီတွေအစရှိတယ်။ပြူဆိုတာဒီကောင်တွေကြားတော်ကြားဘူးမှာမဟုတ်ဘူး။အဲ့ဒါဗမာတွေ။အဲ့တော့အနောက်တိုင်းတမိုင်းပညာရှင်တွေကဗမာတွေကိုအင်္ဂလိပ်ကသိမ်းနေတဲ့ခါကျတော့ဗမာတမိုင်းကိုရိုက်ချိုးပြစီတာ။တကယ်တမ်းကျတော့ တမိုင်းကိုအစင်ဆက်ပြန်လိုက်လိုက်တဲ့ခါကျတော့ဟိုပြူဆိုတဲ့လူမျိုးကဟိုကော်တောင်းတိရှိမြန်မာနိုင်ငံကြီးကအကြီးပြူနိုင်ငံလို့ပြောပြောဗကန်နိုင်ငံလို့ပြောပြောမြန်မာနိုင်ငံလို့ပြောပြောဗမာနိုင်ငံလို့ပြောပြောငါတို့လူမျိုးတွေရွယ်အဲ့တော့မင်းတို့သိအောင်လုပ်ရမှာပညာတတ်အောင်လို့ပတ်စံရှာကို့လူမျိုးချင်းနဲ့တက်ချင်းဖြတ်ချင်းကိုရက်လိုက်အဲ့ဒါဆိုမင်းတို့လူမျိုးမတုံးဘူးကိုယ်လူမျိုးကိုပါသားပေါ့ထိတ်ပုတ်ခေါင်းပုတ်လို့လာလို့ရှင်တက်နေလိုက်ပြီးသွားပြီဇလန့်ရှင်းရှင်းလေးအဲ့တော့မင်းတို့နဲ့ကိုကြိုကြီးနဲ့လမ်းမတူလမ်းမတူတဲ့တော့ခွဲလျှောက်တာဒါပဲ